ကျမအိမ်ထဲမှာကျမသမီးလေးတယောက်တည်းပဲရှိတာနော်အင်ဂျီလေးခောက်နေတာအဲ့ဒါဆိုတော့ဖုန်ကြီးတမားလေးဇောဇောဇတ်နဲ့အိမ်ထဲကိုဝင်ချသွားကျမသမီးလေးတယောက်တည်းပဲရှိတော့ကျမစိတ်ကူလို့မြင်မြန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 ်အဲ့လိုဖေးဆိုင်ရနေထပြီးမှကျမအိမ်ထဲကိုဝင်ချတာအိမ်ထဲဝင်ချလာတဲ့ကျမ तू ကကျမသမီးလေးပြီးမှရက်နေရလိမ့်နေပြနော်ဒီလိုလေးဖြဲသွားတာဒါမြန်မာပြည်မှာနေပြီးမှဗမာငွေကိုမြန်မာငွေကိုတန်ဖိုးမထားတော့ဖုန်ကြီး ဒီလိုကိုတဆစီကိုဖျဲသွားတာအားလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့တမိပြိုလေးတွေရှိတဲ့အိမ်တွေအထူးပဲတတိထားလို့ရအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ဗျအခုဆိုရင်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာတန်ခါအတုတွေလည်းပေါ်လာတယ်ဗျ အနည်းအစားခြောင်မှုအတွက်ပေါ့နော်ခန္ဓာကိုယ်မှာတင်ငန်းနေယုံပြီးတော့လှုပ်ချင်တာတွေလှုပ်လာတဲ့တန်ခါအတုတွေလည်းတော်တော်ပေါ်များလာတယ်ဒီကမှဆိုရင်သူအပြင်သွားနေတော့သူ့ရဲ့အိမ်ကိုတန်ခါအတုအယောင်ကဝင်လာပြီးတော့သူ့ရဲ့သမီးလေးကိုရီးတက်တက်လှုပ်တာဗျ တွေးကြည့်မယ်ဆိုရင်တော်တော်ကြောက်ဖို့ကောင်းနေပြဒီအမလည်းအတိမြန်လို့ဘာမှမဖြစ်သွားတာကဲဒီအမဘလို့ကြုံလိုက်ရလဲဒီကိစ္စကို तू ဘလို့ဖြေရှင်းလဲဆိုတာကတော့ကျွန်တော်ဒီဗီဒီယိုလေးထဲမှာအပြည့်စုံပါတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကိုစုံလိုက်ကြည့်ပေးဖို့ဒီရတဲ့ငယ်ချင်းတွေကိုဖိတ်ခေါ်ခြင်းပါတယ်ဗျာနော် ြောပြအောင်မယ်အခုလေးနေမယ်ဖြစ်သွားတဲ့ကိစ္စနော်တကယ်ချင်းတို့ရေအားလုံးတတိထားရအောင်လို့ကျမပြောပြပေးမယ်နော်အခုလေးနေမယ်ဖြစ်သွားတာဖုံကြီးကျမဝိယုံအပြည့်နဲ့တင်ကန်းအပြည့်နဲ့ပေါ့နော်ဖုံကြီးကျမ ကျမအိမ်ထဲကိုဇိုးဇိုးဆက်ဆက်နဲ့ဝင်ချသွားလိုက်တာကျမကစောစောတော့ကျမအိမ်ကဲ့ရဲ့မှာလဖေးဆိုင်တဆိုင်ရှိရဲ့အဲလဖေးဆိုင်မှာကျမအိမ်အယောင်းဝယ်ကိစ္စလေးပေါ့နော်ဘယ်အိမ်လေးရောင်းဖို့ရှိလဲဘာညာနဲ့အဲ့ဒီကိုအဲ့လိုအိမ်ရောင်းဝယ်ကိစ္စလေးတွေစကားပြောနေတဲ့ချိန်မှာကျမအိမ်ထဲမှာကျမသမီးလေးတယောက်တည်းပဲရှိတာ 侬，英子哩靠你啊，阿那是碰你的妈的，说说说是真的。a 牛，就问你差多啊，怎么都没得掉的？没事了，怎么辛苦肉，年年变，年年还是赔钱的差的嘛？怎么 a 牛问五千了？a 牛问五千了嘞？怎么多？怎么都没得白嘛？一年一年的，你不要，怎么来免了哟？直接变出哪个表？怎么表？把把把，跟啥西路来，旁边都没了的，旁边把跟啥西路来了，表着。 ။ဘာကိစ္စမှမရှိပါဘူးတဲ့။အဲ့ဒါဆိုရင်ပုံပုံပြပါပြတော့ဒီလိုအိမ်ထဲကိုတို့ကျမတို့အိမ်ထဲကိုဝင်သွားတာလုံးလို့အဲ့လိုမျိုးမေးတော့အလူခံကျင်တာနဲ့ကျမပုံပုံကတဲ့ကျိုင်းတုံကတဲ့ကျိုင်းတုံကိုပြန်ကျင်တော့ အလူခန္ဓာပါတဲ့လမ်းစရိတ်မရှိတော့လူခန္ဓာအဲ့ဒါဆိုလဲပုံမုံတို့အိမ်ရှိမှာပဲဟိုရက်နေပေါ့နော်အိမ်ရှိမှာပဲအလူခန္တင်တယ်လို့အိမ်ထဲတိကျမသမီးလေးရှိတဲ့နားထီးကိုမမဝင်သွားတင်ဘူးလို့ကလေးပဲတယောက်ပဲရှိတာလို့မဝင်သွားတင်ဘူးလို့အိမ်ရှိမှာပဲရက်ပြီးမှအလူခန္တယ်ဆိုတာလေးကိုပြောပြတင်တယ်လို့အဲ့လိုမျိုးလဲပြောလိုက်တော့အဲ့ဒါပဲကျမအရင်ပြောအဲ့လိုပြောလိုက်တော့ဘာမှပြန်မပြောဘူးမျက်နှာရက်ထန်ထန်မမာနဲ့နော် မျက်နှာထက်နမမလည်းအဲ့ဒါနဲ့ကျမလည်းနေပြပမောင်တို့အဲ့လိုအိမ်ထဲဝင်လာတော့ကျမမကြိုက်ဘူးလို့ကျမနော်တခါပဲပြောတာပါနော်ပမောင်အိမ်ထဲဝင်လာတော့လို့တပည့်တော်မှမကြိုက်ဘူးလို့ပမောင်လူခံကျင်တယ်ဆိုလဲလို့အပြင်မှာပဲအိမ်ရှိလေးမှာပဲမတ်တက်ရပါပေါ့နော်ကျမအိမ်ရှိ เนาะจม้าไอ้ชี้เล่มาเว้ยมัดแตยัดมาปะเนาะมัดแตยัดพี่มาอลูคันมาเลยสุบิ้วเปียวมาเปียวมาปะเนาะไอ้อ่ะตะมีเล่อ่ะตีออกได้ชื่ออ่ะจม้าตะมีเล่ไปอยู่ที่หลองตัวยောက်ทวาบีพ่อมองอ่ะไอ้ที่พุงจี้อ่ะจม้าตะมีเล่ที่หลองยောက်ทวาบีอะคู70นาทีตรงกวยတော့มั้ยดีเฉยมาอลูถั่วขันနေเลยสุมาတော့จม้าတော့อ่ะตะบ้อปอกแกだใบแม้สก้านี่ชิชิเมเมไม่เปียวจิโลจม้าตู้ตะทองอลูงวยปะเนาะตะทองทุบไปไล่ตะทองทุบไปไล่ตะโจม้าเล่แท้ดิดิโลซูซูซะซะซวยอยู่ว่ะ နော်တထောင်ကိုဒီလိုမျက်နှာကြောတင်းတင်းနဲ့ဇိုးဇိုးဆက်ဆက်ဆွဲယူတော့ပြောဖုန်ကြီးအမှန်တကယ်ဆိုရင်ဩဘာဒီဘာဖြစ်ပါစေဘာဖြစ်ပါစေပြောဆုတောင်းပေးမှာအလူပေးအလူခံလိုက်ကျွန်မတို့လည်းကျွန်မတို့ဟောပေါ့တထောင်ဆိုတော့တထောင်ပဲကျွန်မလည်းပေးလိုက်တာတထောင်ပဲတထောင်ဆိုတာကလည်းကိုယ့်ရဲ့တဒါတဒါရှိသလောက်ပေါ့နော်တထောင်ပေးလိုက်တာအဲ့ဒီပတ်စံကို तू ကကျွန်မအိမ်ရှိအမိုက်တောင်းမှာသွားပြီးမှအကုန်လုံးဖြဲလိုက်တာဒီမှာဒီလိုကြီးကြီးမွမွကိုဖြဲပြစ်တာနော်ဒီမှာပတ်စံကိုဖြဲပြီးအမိုက်တောင်းနဲ့ပြစ်ပြလိုက်တယ်နော်အမိုက်တောင်းန ကိုပြစ်လိုက်တယ်ဒီဖုန်ကြီးကကြည်ယုံဗျာနော်အမိုက်တောင်းတဲ့ကိုပြစ်လိုက်တာလေရှင်ဒီလိုကြည်ကြည်မုံမဖြဲပြီးမှနော်ဒါလားဖုန်ကြီးအစ်စ်လားအတူလားခွဲခြားပေးလိုက်တော့ကဲကြည့်ပါအောင်ဗျာနော်ဘလောက်တောင်ဆူဆူတန်းတန်းလဲဗျာတန်ငါအရေးခြုံထားတော့လေဒါအများကြီးတော့မပြောချင်ဘူးဗျာနော် ဒီလိုတန်ခါအတုရောင်တွေကိုပပျောက်သွားအောင်လုံးဝမရှိအောင်ကိုနော်သာသနာရေးဝန်ကြီးကတည်တည်ချာချာကိုစီစစ်တဲ့နေပြကြည့်ပါဦးနော်မိန်ကလေးတယောက်ရှိတဲ့နားကိုကောင်မလေးတယောက်ရှိတဲ့နားကိုဘာဖြစ်လို့သွားရတာလဲနော်သူများအိမ်ထဲကိုခွင့်မတောင်းမနဲ့ဘာလို့ဝင်ရတာလဲဗျရိုးရိုးလူတော်ဝင်ပိုင်ခွင့်မရှိတာနော်ဖုန်ကြီးဆိုရင်တော့ပူဆိုးတာပေါ့ဗျမပိရင်သွားစရာအကြောင်းမရှိဘူးဗျကဲနောက်ထပ်လည်းဒီအမကဆက်ပြီးတော့ပြောထားသေးတယ်ဗျကျွန်တော်အတူတူနားထောင်ကြည့်ကြအောင်မယ်ဗျနော် ကဲစစောနောဟာလေးကိုဆက်ပြောမယ်အဲ့ဒီဟာလေးပတ်စံကိုလေးဒီလိုဒီလိုဆုပ်ဖြဲသွားတာနော်အဲ့ပုံပုံကနော်စစောနောအပိုင်းလေးပြန်ဆက်မှာပေါ့နော်ဒီလိုဒီလိုကျမဒီမှာကြည့်ကျမမတီးဘူးနော်အဲ့ဒါတော့မှသူဒီကျမအိမ်ရှိမှာကျမကားလေးကကွဲနေတယ်ပေါ့နော်ကျမကားလေးကပေါ့နော်ကျမကားလေးကအိမ်ရှိမှာကားထိုးရက်ထားကျမခုကဆိုင်ပိတ်ထားတာဆိုင်ပိတ်ထားတာကျမအိမ်ကဆိုင်ပိတ်ထားတာဆိုတော့ကျမသမီးလေးတယောက်ပဲရှိတာအောက်ထပ်မှာ ဒီအောက်ထပ်မှာဆိုင်ရပိုက်ထားတယ်ဒီမှာကြည့်ဆိုင်ရသူကပစ္စည်းတွေအကုန်လုံးအုပ်ထားဆိုင်ပိုက်ထားတာဆိုင်ပိုက်ထားတာဆိုတော့ကျမသမီးလေးတယောက်ပဲရှိရအောက်ထပ်မှာအဝတ်ကလေးခောက်နေတာအဝတ်ခောက်နေတာဆိုတော့သူကအဲ့လိုမျိုးဝင်လာတယ်အိမ်ရှိမှလည်းကျမကားထိုးထားတယ်ကားထိုးထားတော့အဲ့ကားပေးသားမှဖြစ်သွားတာဆိုတော့ဒီပတ်စံကိုဖြဲပြီးမှသူကဟိုဘက်ချမ်းမှကားရဲ့ဟိုဘက်ချမ်းမှသူအမိုက်တောင်းရှိရကျမတို့အိမ်ရှိမှအမိုက်တောင်းအဲ့အမောက်တောင်းတော့မှသူပြစ်သွားတာကျမမသိဘူးတော့ကျမမသိဘူးအဲ့ဒါနဲ့ စ်ဖြဲသွားတာမှဒီမှာကြည့်เนาะဒီလိုလေးဖြဲသွားတာဒါမြန်မာပြည်မှာနေပြီးမှဗမာငွေကိုမြန်မာငွေကိုတန်ဖိုးမထားတော့ဖုန်းကြီးဒီလိုကိုတဆစီကိုဖြဲသွားတာဒီမှာကြည့်เนาะအတူရောင်အတူရောင်เนาะသူကចိုင်းတုံကလာတယ်တဲ့ចိုင်းတုံကိုပြန်ကျင်လို့လေကျမလို့ပြောမယ်ကျမဒီကျမမျိုးသားဒီကျိုင်းတုံသားကျမတို့ဒီသားချီလိုက်မှနေတယ်မန္တလေးမှာလည်းနေတယ် ကျမအိမ်ဒီတာချိလိုက်မှလည်းရှိတယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတာချိလိုက်မှလည်းရှိတယ်ကျိုင်းတုံမှလည်းရှိတယ်မန္တလေးမှလည်းရှိတယ်ကျမပြောပြချင်တာကကျမတို့ရှမ်းပြည်နယ်အရှေ့ပိုင်းဒီရှမ်းလူမျိုးတွေဒီအလူအဒန်းမှာအရန်ရက်ရောတယ်အလူဒန်းအရန်ရက်ရောတယ်တကယ်တော့ဒီဖုန်းကြီးဒီအမှန်တကယ်ကျိုင်းတုံကဆိုရင်သူဒီလမ်းစရိတ်မရှိဘူးဆိုကျိုင်းတုံကသူခင်ရမင်ရကိုလမ်းဖုန်းဆက်လိုက်ရင်တော့မှာ လုံးဝချက်ချင်းငွေလွဲလာပြီးတော့မှသူပြန်နဲ့ပြန်နဲ့လမ်းစရိတ်ကိုချက်ချင်းပေးမှကျမတို့အသိတယ်ကျမတို့ချမ်းပြည်နယ်ကလူတွေဒီလူတာဆင်းရဲရင်ဆင်းရဲမယ်ချမ်းပြည်နယ်ကအလူတားမှာဆိုတအားရှိရောတော့ရှမ်းလူမျိုးတွေမှာရောင်းတာဟင်းဒီရွက်ကလေးပဲရောင်းတယ်ဖုံကြီးเจ้าမှာလူပဲဆိုရင်နေအာဟောอยู่လောက်အောင်လူတာ အလူသားမှာအယမ်းရဲ့ရောတဲ့ကျမတို့ရှမ်းပြည်နယ်อ่ะအဲ့ဒါကြောင့်ဒီဖုန်းကြီးကတကယ်တာကျိုင်းတုံကဆိုရင်သူတာပြန်စရာလမ်းစိတ်မရှိဘူးဖုန်းလေးတစ်ချက်ဆက်လိုက်ရင်ကျိုင်းတုံကဘဒူမဆိုသူ့ကိုအလူဝင်ကချက်ချင်းလွှဲပေးမှာကျမဒီပတ်စံကိုဖြဲသွားလိုက်တာကျမမသိဘူးနော်ကျမမြင်လိုက်တဲ့လူကချက်ချင်းပဲအမိုက်တောင်းတဲ့အရေကောက်ပြီးတော့မှအမအမပေးလိုက်တဲ့ပတ်စံတစ်ထောင်ကိုဒီမှာဖြဲပြီးမှပြစ်သွားတယ် ။ तू ကလေယူတဲ့ပုံစံကိုလူမိုက်ဒီဇိုင်းလူမိုက်ဒီဇိုင်းနဲ့ကျမစီကယူသွားပြီ။ဘာမှစူတောင်းပေးတာစူတောင်းပေးတာခံကျင်လို့မဟုတ်ဘူး။သူ့ရဲ့ဒီဇိုင်းကာလာကိုပြောပြတာဝိဝိယုံကြီးကိုဝတ်ထားပြီးမှလောက်တဲ့ပုံစံအချိုးမပြေတာကိုပြောပြတာနော်အားလုံးသိအောင်။နော်အချိုးလုံးဝမပြေဘူး။ကဲဒါကတော့ဒီအမကပေါ့နော်။သူ့ရဲ့ဖြစ်ပျက်တဲ့အဖြစ်ပျက်လေးကိုဒီကကြည့်ရှုနေတဲ့တငယ်ချင်းတွေကိုမျှဝေပေးတာဗျာနော်။တန်ငါအစ်စ်တွေရှိတယ်လို့ဒီအမကြုံလိုက်တယ်လို့မျိုးတန်ငါအတူရောင်နေလဲအများကြီးရှိတယ်ဗျာ။ တချို့ကအနေစားချောင်းလို့ပေါ့နော်သင်ငန်းတွေဝယ်ပြီးတော့သူတို့ဘာသူတို့ပဲဝိယုံနေကြတာဗျအချောင်ရအချောင်စားပါဗျာနော်ဒါသာသနာတော်ကိုတနီးနီးနဲ့ကြွယ်ပြအောင်လုပ်နေတာဗျဒီလိုအတုအယောင်တွေကိုတော့မြ мян ဆန်ဆန်အရေးယူဖို့တော့သင့်ပြီဗျသာသနာလीဘာနဲ့တူနေလဲဆိုလို့ရှင်ညီစာပင်စည်းနဲ့တူနေတယ်လူဝိတ္တေကဖျားစာကိုဒီဂျီနဲ့သခြင်းလို့ဆိုသလိုသခြင်းလို့ဆိုတယ် တချို့ကိုရင်တိလားရှင်ဦးစင်းတွေကတချင်းနဲ့တရုတ်ဆောင်နဲ့ကတယ်တချင်းဆိုတယ်ဘောနော်ပုံစံမျိုးမျိုးနဲ့လုတ်ပြီးတော့တရုတ်ဆောင်နဲ့ပေါ့လူဝိတ်တွေကဖះဆောက်ကိုတချင်းလုတ်တယ်ဦးစင်းတိလားရှင်ကိုရင် တချို့ကတချင်းနေနဲ့တရုတ်ဆောင်နဲ့ဆိုတော့ကျွဲနဲ့ကောင်ရဲ့ခတ်တဲ့ကြားမှာ မြေစာပင်ဖြစ်နေတို့သာသနာကောင်းမြေစာပင်ကြီးဖြစ်နေကျွဲနှကောင်ကခတ်တာမြေစာပင်တာအနှင်းခံနေရတာပေါ့နော်သာသနာကိုစော်ကားချင်းတိုင်းစော်ကားတာခံနေရတာပေါ့နော်လုံးခံနေရတယ်ပေါ့သာသနာသာသနာဆိုပြီးတော့သာသနာကိုညှင့်တင်ဖို့အရေးသာသနာကိုနှိမ့်ချနေသူတို့ကိုသူတို့သာသနာကိုနှိမ့်ချတယ်ဆိုတာလည်းသိချင်မှသိမယ်သူတို့သိတာက ူလို့ဖြစ်ချင်တာကသူလို့မြင့်တင်ချင်တာကအမြင်ချင်တာကတတော်ဆယ်လီဖြစ်ဖို့ပဲအပိသူပြိတ္တများဖို့ပဲသူလို့ကအဲ့လိုမျိုးပဲသူတို့အုံနှောင်းထဲမှာထည့်ထားတယ်ငါတို့ဒီဒီဝိကိုဝတ်ထားတယ်ငါတို့ဒီအရာကိုလှုပ်လိုက်မယ်ဆိုရင်တခြားသောတိလာရှင်ဇေယလီကိုရင်ဥစင်းတွေကိုထိခိုက်မယ်ဆိုတာသူတို့မသိဘူး ူတို့မှထိခိုက်တယ်လို့သာသနာကိုလည်းဂုံညှိုးတယ်လीမှန်တော့ဗျာလူတွေလူဝတ်ကကြတော့ဒီဖျားဆောင်ကိုဒီလိုတချင်းလှုပ်ဆိုတယ်ပေါ်ဖြူလာပေါ့နော်သူဖြစ်ချင်တယ်ဒါပေမဲ့သူအဲ့တချင်းဆိုလိုက်တယ်တခြားလူတွေမှာမထိခိုက်ဘူးလားအကုန်လုံးထိခိုက်တယ်နော်သူတို့နှုတ်ဦးလှုပ်တဲ့ဟာအကုန်လုံးထိခိုက်တယ်သိလားအခုဆိုတချို့ comment တွေမှာကြည့်နေတယ် ဆရာလေးတွေကိုလည်းလှူခြင်းစိတ်တော်မရှိဘူးတဲ့အဲ့ဒီတိလက်ရှင်တပါလည်းမြင့်မှန်ကြီးတကားကားနဲ့ငယ်အမတတော်ဆော့နဲ့တချင်းနဲ့တချင်းနဲ့အဲ့ဒီပိုအောင်မဝင်းကြည့်လိုက်တာတိလက်ရှင်နေလည်းလှူခြင်းစိတ်တော်မရှိတော့ဘူးတဲ့အဲ့လိုမျိုးပြောတယ်ကဲအဲ့ဒါအကြည့်ကြပါနော်ဒီသာသနာကိုဘဒူရရှုံချလာလဲဘဒူကနှဲ့ချလာလဲ တခြားဘာသာလေးဝင်မနှောက်ရှက်သေးဘူးနော် ကို့ဘာသာအချင်းချင်းရပဲပြန်ပြီးတော့တာတနာကိုနှိမ့်ချနေအဲ့ဒါနှိမ့်ချနေအချင်းမှာတခြားဘာသာဝင်နေရတခြားဘာသာရပို့ပြီးတော့ဝင်ရောက်ပြီးတော့မနှိမ့်ချနိုင်ဘူးလားနော်ကို့တာတနာကိုကာကွယ်ဖို့အရေးမကာကွယ်ဘဲနဲ့သူ့လို့ကစော်ကားနေကြတယ်နော်ဒီဆရာလေးပြောသွားတာလည်းမှန်နေပြန်နော် ကုသတနာကိုတခြားဘာသာတွေကလာပြီးတော့မဖြည့်ဆည်းသေးဘူးလာပြီးတော့မနှောက်ယှက်သေးဘူးကိုယ့်ဘာသာကိုဖြည့်ဆည်းတာကနော်ကိုယ်ရီကိုယ်တိုင်ပဲဗျကိုရင်နေဦးစင်းနေရှိမယ်လူသားတွေရှိမယ်ပေါ့ဗျာနော်ဟိုတလောကတော်မှာဒီမှာတုကာမှာတဦးကပေါ့နော်ဒီမြန်မာနိုင်ငံမှာရှိတဲ့ဆရာတော်တွေကိုစော်ကားသွားသေးတယ်ဗျဒါတွေကပေါ့နော်တခြားဘာသာကမစော်ကားသေးဘူးကိုယ်ဘာသာဝင်တွေကပဲဒီသာသနာကိုညှို့နှမ်းအောင်ဒီသာသနာကိုပပပြအောင်လုပ်နေကြတာဗျ ကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းပါများပြောချင်းသေးလေပါများအချံပေးချင်းသေးလေဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်ဒီနေ့ကျွန်တော်တင်ဆက်ပေးတဲ့ဗီဒီယိုလေးကနေပြီးတော့တငယ်ချင်းတို့ကိုရှောင်ကျဉ်နိုင်တဲ့တတိထားနိုင်တဲ့အသည့်တရားလေးတွေရရှိသွားမယ်လို့ထင်ပါတယ်ဗျတကယ်ကြီးတို့လည်းပြောချင်တဲ့အကြောင်းအရာလေးတွေရှိရင်ကျွန်တော်အောက်မှာ comment လေးရေးထားခဲ့လို့ရပါတယ်ဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်းဆုံတွေ့ကြပါအောင်ပဲဗျာနော်